အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရစေဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ချိတ်ဆက်ရမြန်ဆန်ပြီးလိုင်းဆွဲရအញ្ញံအောင်ကောင်းတဲ့ free VPN လေး software လေးတစ်ခုကိုပြန်ပြီး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ VPN လေးကဆိုရင်ဖုန်းအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ PC computer အတွက်ပဲဖြစ်ဖြစ်အသုံးပြုလို့ရပြီးရောလိုင်းဆွဲရအញ្ញံအောင်ကောင်းပါတယ်ကြော်ညာရေးလည်းအများကြီးမပါတဲ့အပြင်ပြုတ်ပြုတ်သွားမျိုးတွေမရှိတဲ့အတွက်အញ្ញံကိုအဆင်ပြေတဲ့ VPN လေးဖြစ်လို့ပြန်ပြီး sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့ software လေးကို download ရအောင်ကျင်နေဆိုရင်တော့ Play Store ကိုသွားပါ Play Store ကိုရောက်ပြီးဆိုရင် Shopify မှာ VPN ဆိုပြီးရေးရှာ 알라이버나? ကျွန်တော်အခုရေးချပြသို့ HPVN ဆိုပြီးရေးချလိုက်ပါ HPVN လို့ရေးချလိုက်ရင်ဒီအပေါ်သုံးသားမှာပဲ HPVN private browser VPN ဆိုပြီးတော့ကျွန်တော်ဒီ H logo လေးနဲ့ဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါလိမ့်ခင်ဗျအဲဒီ VPN လေးကိုတစ်ချက်နှိပ်လိုက်ပါဒီ HPVN လေးကဆိုရင်အခုလက်ရှိမှာဆိုရင်အသုံးပြုသူက50 million plus ရှိရပါတော့50 million plus ဆိုတာအရန်ဦးများတဲ့ပုံမှန်ဖြစ်ပါလေအဲ50 million plus ရှိပြီးတော့ review က4.5 star ရထားတာဆိုတော့တော်တော်လေးကိုအသုံးပြုရတာအဆင်ပြေထဲမှာပါပါတယ်အဲကျွန်တော်ရှိမှပြောခဲ့သလိုပဲချိန်ဆက်ရလဲအရန်အမြန်နဲ့ line ဆွဲရလဲတော်တော်လေးကို ကောင်းတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာအားလုံးသိကြတဲ့အတိုင်းပဲ VPN တွေကကျွန်တော်တို့ဟိုအကုန်လုံးဗန်းကန်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုမြတ်တစ်ခုပြောင်းပြီးတော့ချက်ရမှာပေါ့နော်ဒီတစ်ခုတည်းပဲသုံးလို့ရမယ်လို့တော့ပြောနေမှမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်ဒီ software လေးကို download ဆွဲလိုက်ပါ install လုပ်နေပြီးတော့ဖိုင်ဆိုင်နေနေဆိုရင်ဒီ30 megabyte ဝင်ကျင်ရှိရပေါ့နော် အကျွန်တော်အခုပြောနေတဲ့အတွင်းမှာပဲဒီ software လေးကဒါ download ဆွဲလို့ပြီးသွားပြီပဲဖြစ်ပါတယ်။ download ဆွဲလို့ပြီးသွားပြီဆိုရင်တော့ဒီ H logo လေးနဲ့ကျွန်တော်တို့ဖုန်းထဲမှာ ဒီ soil လေးရောက်ရှိသွားမှာဖြစ်ပါတယ်ဗျအသုံးပြရလဲရမ်းလွယ်ပါတယ်ဒီ soil လေးတဲ့ဝင်လိုက်ပါအာပထမဆုံးစပြီး၃၃ညတစ်ခေါက်မှာတော့ agree permission cloak လေးနှိပ်ပြရပါတော့နောက်ခေါက်တွေကြရင်တော့မလိုတော့ပါဘူးပုံမှန်တိုင်းဝင်ပြီးကိုလိုချင်တဲ့ region ကိုတက်ချိတ်ပြီးတက်ပြီးအသုံးပြနိုင်ပါပြီစဝင်ခြင်းမှာ your privacy if တော့ဒီဒီလိုမျိုးပေါ့နော် agree နှုတ် agree နှိပ်ရမယ့်နေရာလေးပေါ်လာပါလိမ့်မယ်ခင်ဗျာဒီလိုမျိုးလေးပေါ်လာရင်ဒီ agree ရဲ့ continue ဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒါပထမဆုံးတစ်ခေါက်မလို့ပေါ့နော်အဲဒီ VPN လေးမှာဆိုရင်ကျွန်တော်တို့ ဒီလာတင်ကြီးမကုန်ညင်တဲ့သူတွေအတွက်ဟိုကြောင်ညာလေးကြည့်ပြီးတော့ကျွန်တော်တို့ free သုံးလို့ရတယ်လို့ကြောင်ညာလုံးဝတက်တာမျိုးမကြိုက်တဲ့သူတွေအတွက်လည်းကျွန်တော်တို့စိတ်ကြိုက် a location စာပါရွေးချယ်ပြီးသုံးနေတယ်ဆိုရင်တော့လာတင်ချင်းနဲ့ဝယ်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်။တနစ်စာကိုထိုင်းဘက်အနေနဲ့2650ဝန်းကျင်လောက်ကြာတယ်ပေါ့နော်။အော်တလာချင်းဆို450ပတ်ဝန်းကျင်လောက်ကြာပါတယ်။အဲကျွန်တော်တို့က free သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ down ကအမှားချက်ကလေးကိုနှိပ်ပြီးပိတ်လိုက်လို့ရပါတယ်။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်အ free user တွေအတွက်ဆိုရင်တော့ကျွန်တော်ကျန်တာတွေဘာမှမယူတော့ဘဲနဲ့ဟိုကိုက line ချိန်ချင်တယ်ဆိုရင်ဒီ power icon လေးပေါ့နော် line ချိန်တဲ့ဒီ icon လေးကိုတစ်ချက်နှိပ်ပြီးပြီးတော့ time ချိန်လို့ရပါတယ် content ဆိုပြီးရောသူ line ချိန်နေတဲ့အတွက်မှာကျွန်တော်ခဏစောင့်ပေးနေရမှာပေါ့နော်အပြီးပြီဆိုရင်တော့ဒီလိုမျိုး cancel နဲ့ okay ပေါ်လာပါတယ်ဒါပထမဆုံးတစ်ခေါက်ပဲပေါ်လာပါနောက်ခေါက်တကြိမ်မပေါ်ဘူးပေါ့နော် okay နှိပ်ပြီးလိုက်ပါ ဒီလိုမျိုးပေါ်သွားပြီဆိုရင်တော့ connector ဆိုပြီးဒီလိုမျိုးလေးပေါ်သွားပြီဆိုရင်တော့ဒါကျွန်တော်စပြီးတုံးလို့ရပါပြီအဲကျွန်တော် VPN software နဲ့ပြန်ထွက်ပြီးတော့တက်ပြီးတော့တုံးလို့ရပြီပေါ့နော်ဒီ software လေးရဲ့အဓိကအားသာချက်ကတော့ကျွန်တော်အခုချိန်ပြတယ်လို့ပဲကျွန်တော်အခုဆိုရင်ဒါ send data နဲ့ချိန်ပြတာပေါ့နော် send data နဲ့ပဲတုံးတော့ wifi နဲ့ပဲတုံးတော့ချိန်ဆက်ရအရင်အများဆန်နေပြီးတော့ line ဆွဲရတော်တော်လေးကောင်းတယ်နောက်တစ်ခုကလားစင်ကြီးမပေးကျင်တဲ့သူလားစင်ကြီးအကုန်မခံကျင်တဲ့သူတွေအတွက်ပေါ့နော်လားစင်ကြီးအကုန်မခံကျင်တဲ့သူတွေအတွက်ကျွန်တော် free အသုံးပြုနိုင်တယ် အဲပြီးတော့စိတ်တိုင်းကြဒီ server တွေကို location တွေရွေးချယ်ပြီးသုံးနေတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီ free server ဆိုတာလေးရှိရပါတော့ free server လေးကိုတစ်ချက်နှိပ်လိုက်ပါဗျတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီနေရာမှာ free server အောက်မှာဆိုရင်အာဒီ ကျွန်တော်တို့ဒီ location တော်တော်လေးတော့များများလေးပါတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်မှာဆိုရင် premium ဆိုတာလေးရှိရပါတော့ premium အောက်မှာဆိုရင်တော့ကျွန်တော်တို့ဟို line ပို့ဒီ tamen free server တက်ကို line ပို့ကောင်းတဲ့ server တွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီ premium server တွေကိုတော့သူကလာတင်ကြီးနဲ့ဝယ်သုံးရတာဖြစ်ပြီး free server တွေကိုတော့လုံးဝလာတင်ကြီးပေးကြမလို့ပဲအခမဲ့သုံးနိုင်မှာဖြစ်ပါတယ်ဗျာပြီးတော့ video ကြီးကြီးဖို့အတွက် live stream နဲ့ကြီးဖို့အတွက်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ game တွေဆော့ဖို့သူတွေအတွက်ဆိုရင်လည်းဒီမှာလုံးဝကို game တွေ video တွေအတွက်ဒီ streaming အရန်ကိုမြန်ဆန်တဲ့ ဝင်မြန်စာပါတွေကိုဒီ software လေးထဲမှာကျွန်တော်တို့အသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အခုကဒါ free သုံးညနေသူတွေအတွက်ပြန် sharing လုပ်ပေးခြင်းဖြစ်ပါတယ်အဲဒီနေ့ video လေးကဒါမိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ video လေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းဒုညင်းတို့ထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ